ားပါရှင်ကျမကတော့ခေခိုင်ပါဒီပူပီရုံးမြတန်ချာရဲ့နေ့လည်နေ့ရဲ့အချိန်ထိရရှိထားတဲ့သတင်းတွေကိုဒါရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် ရန်ပြည်နယ်မြောက်ပိုင်းကတအန်းအမျိုးသားလူမျိုးရဲတက် DNA ထိန်းချုပ်ထားတဲ့နံပါတ်2မြို့နယ်နဲ့နမ်ဆန်မြို့နယ်ဟိုမင်းရော့ကိုဒီကနေ့အော်တိုဘာလ16ရက်နေ့မနက်၈နာရီခွဲလောက်ကစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရက်သား3ယောက်သေဆုံးပြီးဆရာမ4ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLC ကသိရပါတယ်။ နမ်ဆန်မျိုးနေဟိုမင်းရော်ကိုဒီကနေ့မနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ပေါ်ဘုံကြောက်ရောက်ပြီးဒေတာခန့်အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်တေဆုံပြီးတော့နေအိမ်ဆေလုံးပြက်စီတော်တယ်လို့ဆိုပါတယ်။အသက်၈၀နှစ်အရွယ်အမျိုးသမီးတစ်ယောက်၁၉နှစ်အရွယ်တစ်ယောက်နဲ့တက်ကြီးပါအမျိုးသားတစ်ယောက်တေဆုံခဲ့လို့ဟိုမင်းဒေတာခန့်တစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအမှုဆုံးရော်တွေကိုဘုံကျေခဲ့တာကြောင့်နှစ်ယောက်သေဆုံးပြီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်နမ်ဆန်အပြင်နမ်ဘူးမျိုးအတကတစာတင်ချောင်းနဲ့ဆရာမတွေနားနေဆောင်ကိုလေချောင်းကနေဘုံကျေတိုက်ခိုက်ခဲ့တာကြောင့်စာတင်ဆောင်နှစ်ဆောင်နဲ့ဆရာမအိတ်ဆောင်တစ်ဆောင်ပြက်စီးခဲ့တယ်လို့ဆိုပါတယ်။နနေရကိုတပြိုင်တည်းကျေတော့တာဖြစ်ပြီးဘုံမကြာခဏကျေတာကြောင့်ကြောင်းပိတ်ထားတဲ့အတွက်ထိခိုက်အသေးဆုံးတာမရှိဘူးလို့ TNL ရေးပေါ်တယောက်က DBB ကိုပြောပါတယ်။ စစ်ကော်မရှင်ကဘုံကျေတိုက်ခိုက်မှုကြောင့် TLA ဒေသမှာနှစ်ပတ်အတွင်း36ရောက်တေဆုံထားပြီးတော့40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရာသိရှိရပါတယ်ရှင်။စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံ15တရားမဲရက်တွေကိုထပ်တိုးသတ်မှတ်ထားပေမဲ့ ပြပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မေးပေးဖို့ဆန္ဒမရှိသလိုရွေးကောက်ပွဲစမ်းချင်ရဲဆန္ဒပြပွဲတွေပြုလုပ်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရရှင်။대한민국의성숙한민주주의시민의힘으로미얀마의 ဒီနေ့ကုန်ပိုင်းမှာစပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲပထမပိုင်းအတွက်ပြပရမြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံစစ်ငါဖောင်းဖြစ်ဆွဲရမယ့်ရက်ကိုအရင်ကအောက်တိုဘာလ3ရက်နေ့နဲ့6ရက်နေ့အထိနောက်ဆုံးသတ်မှတ်ထားရကနေလက်ရှိမှာအောက်တိုဘာလ15ရက်နေ့နဲ့16ရက်နေ့အထိသက်ဆိုင်ရာနိုင်ငံတွေရဲ့အတည်ယုံအလိုက်ထပ်တိုးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ကပြပရောက်မြန်မာတွေကြိုတင်မေးပေးနိုင်ဖို့ရတိုးသတ်မှတ်ထားပေမဲ့လေကိုရီးယားရောက်မြန်မာတွေကတော့စစ်ကော်မရှင်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုမေးပေးဖို့စင်တာမရှိကြသလိုရွေးကောက်ပွဲဆင်းကျင်ရေးစင်တာပြပွဲတွေကျင်းပတော်မေးလို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ရဲ့အတွင်းရင်းမှူးဖြစ်တဲ့ကုကျော်ဆန်းကပြောပါတယ် တောင်ကိုရီးယားနိုင်ငံမှာရှိမြန်မာနိုင်ငံသားရဲ့အများစုကျွန်တော်စစ်တမ်းကောက်ကြည့်ချိန်မှာလည်းဒါစိတ်ဝင်စားမှုနည်းပါးပေါ့နော်အများစုကဒီစစ်ကောင်စီတန်ယုံနဲ့လည်းပတ်သက်လို့စိတ်မရှိဘူးမဲပေးလို့လည်းစံတာလည်းမရှိဘူးအဲပြီးတော့နောက်တစ်ခုကတော့ဒီမဲပေးဖို့ပုံစံ55တန်ယုံကိုအဲတွားသွင်းမဲ့ဆိုရင်ဒီမှာမြန်မာနိုင်ငံမှာရှိလိမ့်စာတွေပြီးတော့မှမိဘရဲ့အချက်လက်တွေပြီးတော့တခြားသော personal အချက်လက်တွေအလုံးဖြည့်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အတိမပြည့်တဲ့အပိုင်းပေါ့ အဲဒီအချိန်မှာတော်တော်များများစစ်ဖို့မရှိဘူးအားလုံးကဝိုင်းပြီးတော့အာရွှေရှာမုန်တီနေရတဲ့ကြောင့်မူပေါင်းဆောင်ရွက်မှုပိုင်းအားအနေနဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်တို့ပုံစံ55ကျင်ညာတဲ့ရက်ကိုနောက်ကိုဆုတ်ဆုတ်ပြီးတော့ကျွန်တော်အချင်းချင်းခါခါကျင်ညာနေရတဲ့ကိစ္စလို့မြင်ပါတယ်ဗျာစေကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်တောင်ကိုရီးယားကမြန်မာနိုင်ငံသား900ကျော်ဟာအော်တိုဘာလ၄ရက်နေ့ကလမ်းလျှောက်ခြိတက်ဆန္ဒပြပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒါအပြင်လာမယ့်အောက်တိုဘာလ16ရက်နေ့မှာလည်းရွေးကောက်ပွဲစံချိန်ရဲ့ဆန္ဒပြပွဲတွေကိုကျင်းပတော့မှာဖြစ်တယ်လို့သိရပါတယ်။ကျူတင်မင်းဆန္ဒပေးနိုင်ဖို့ပုံစံဆင့်ကဖောင်ပြရမှာမေပေးသူရဲ့အမည်လူမျိုးနေရလိမ့်စာဆက်သွယ်ရဲ့လိမ့်စာတွေအပါအဝင်နိုင်ငံသားစစ်စစ်ရဲ့ကပ်ပြအင်ထောက်စုစည်းရဲနဲ့မြမနိုင်ငံကိုလက်မဲ့မိထုတွေကိုပါပူရဲပေးပို့ရမှာဖြစ်တယ်လို့ဆိုထားပါတယ်။ အလားတူပဲဂျပန်ရောက်မြန်မာနိုင်ငံသားတယောက်ကလည်းစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိသလိုမဲလဲထင်မှမဟုတ်ဘူးလို့ဆိုပါရယ်ဂျပန်နိုင်ငံမှာရှိတယ်ဒီမြန်မာတန်ယုံကနေပြီးတော့သူတို့ရဲ့ Facebook page ကနေပြီးတော့တင်ကြရဲပေါ့နော်ဒီလာမဲ့ရွေးကောက်ပွဲမှာအဲဒီဂျပန်မှာရောက်နေတဲ့ဒီမြန်မာတွေသူတင်မဲ့ဆန္ဒပေးဖို့ပုံစံ25ဖောင်ပြေးဖို့ဆိုပြီးတော့သူတို့ Facebook page ကနေပြီးတော့ကြီးညာပေါ့နော်ဒါပေမဲ့တိတိလောက်အဲအဒီမိတ်ဆွေတွေနဲ့ဒီမြန်မာတွေကတော့ ချမမရရှိနေတယ်မြန်မာတွေကတော့အဲ့ဒါဟိုတော့စိတ်ဝင်စားကြပါဘူးဒီဖုတ်လူတွေငပီရှိတယ်လို့တော့မထင်ပါဘူးမလေးရှားရောက်မြန်မာတွေကလည်းစစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ခြုံချရဲလို့ပြောဆိုကြပါတယ်။ဒါတော့ကျွန်တော်တို့အကလုံးတိုင်းပြည်ပါဖြစ်နေကြလေဆိုတော့အလုံးမြင်တွေ့တဲ့အတိုင်းပဲလေနော်။ကျွန်တော်တို့ကမနက်ခင်းဆိုရင်ဒီမှာရှိတဲ့လူတွေကအကလုံးအနာတရားတွေနဲ့ကြည်ပါပဲ ဟိုမဲ့အိမ်မဲ့တွေနဲ့မိသားစုတပွဲတပြားနဲ့နော်အားလုံးပေါ့နော်ဒါကျွန်တော်တို့လည်းလူလည်းခံစားနေရဆိုတော့အများဆန္ဒကကျွန်တော်တို့ဒါတည်ရတလို့ဆိုလို့ရှိရင်လည်းဘဒုံမရလေဒါကျွန်တော်တို့ပတ်ဝန်းကျင်အားလုံးပေါ့နော်ဇာတိရတာပြီးတော့မဲမပေးကြပါဘူးကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ပြင်းပြင်းထန်ထန်ရှုတ်ချရတာပေါ့နော် စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုအပိုင်းလိုက် ကျင်းပပြုလုပ်တော့မှာဖြစ်ပြီးလာမယ့်ဒဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း1ကိုတော့နိုင်ငံတော်လုံးရှိမျိုးနယ်တရား2မျိုးနယ်မှာကျင်းပတော့မှာပါ။အနာသင်စစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးအရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီနဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျွန်မကိခိုင်ပါ 그리고한국에있는많은미얀마분들의페이스북을방문하여주십시오.예쿠주아고스캔받비 DVB YouTube 채널고 subscribe 룩하나송야미얀마드린가바드린뇌고아쳔내디비니지슈라이바신ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ16ရက်နေ့ည6နာရီလောက်ကလေကြောင်းကနေဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာကြောင့်အရသာတယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ် မုံမဲမြို့တောင်ပိုင်းရက်ကွက်အမတ်နှစ်အခြေခံပညာမူလာတဲ့ကျောင်းသားကလူနေအိမ်ပေါ်ဘုံတလုံးကြားရောက်ပောက်ကွဲပြီးနေအရဲတောင်ဖက်လမ်းမပေါ်တလုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့မြို့ခံတယောက်ကပြောပါတယ်။အဲ့ဒီလိုဘုံကျဲတဲ့အတွက်ဘုံကျတဲ့အိမ်ကအင်ရှင်ပြည်သူတယောက်ပုံပစ်တရားရှာတော်တယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ညပိုင်းလောက်ကလည်းစစ်ကော်မရှင်ကမိုးမိတ်မြို့နယ်ဝေပေါင်းကြေော်ကိုဂျက်ဖိုက်တာနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးနှယောက်အပါအဝင်အရက်သား9ယောက်တေဆုံခဲ့တယ်လို့သိရပါတယ်ရှင်။ပခွေတိုင်းပခုတ်ကူမြို့နယ်မြလူကန်ရော်နယ်ပခုတ်ကူလေရင်ကွင်းချာမှာ အော်တိုဘားလ15ရက်နေ့မွန်လေးပိုင်းလောက်ကစစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်တွေဂျားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်သား3ယောက်နဲ့ရဲတပ်ဖွဲ့ဝင်2ယောက်တေဆုံးပြီးလက်နက်ခင်ရဲတွေပါတင်စီရရှိခဲ့တယ်လို့တော်လေးရဲတပ်ဖွဲ့တွေစီကသိရပါတယ်။ပခုတ်ကိုအနောက်မြောက်ဘက်မှာရှိတဲ့မြောက်လူကန်ရွာမှာအထိုင်ချနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလင်းရင်ခွေးနာကရိတ်ခါထုတ်ပြီးအပြန်ဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတနက်နေ့လက် KN နဲ့စစ်တုံး PC တွေအပြင်ဖုန်းနှလုံးတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ခထုတ်ပြီးပြန်လာကြတဲ့ရန်သူအင်အား15ရောက်ကိုကြိုတင်တင်ရတဲ့အတွက်စောက်မီတိုက်ခိုက်ခဲ့တာကျန်တဲ့သူတွေကတော့ထွက်ပြေးတော်တယ်လို့ဒေါင်းညင်နောင် PKU ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းတော်လေးရဲ့တပ်ဖွဲ့ဘက်ကရဲဘော်တယောက်လက်ပြင်နေရကြကြီးစံဖောက်ဝင်တရားရရှိခဲ့ပေမဲ့အသက်အန္တရာယ်မစိုးရင်ရဘူးလို့ဆိုပါတယ်။ တိုက်ပွဲအတွင်းတည်ဆုံတော်ရရုပ်အလောင်းတွေကိုမြောက်လူကန်ကြေးရွာမှာအထိုင်းချနေတဲ့စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်အင်အားတရာလောက်ကလာရောက်ရှင်လင်းတော်ရလို့သိရပါတယ်ရှင်ထိုင်းမြန်မာနေဆက်မင်းဆောင်မျိုးကိုရောက်ရှိနေတဲ့ကိုလဲအင်ကာမတန်ဆုံးသူတွေအတွက်အလို့အကန့်တွေစီစဉ်ပေးနေတယ်လို့မြူးမြန်မာဖောင်ဒေးရှင်းစီကတရားပါတယ်။တီဗီပေးပို့ထားပါရဲ့ရှင်။ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးမဲဆောက်မြုပ်ကိုရောက်ရှိနေတဲ့ကိုလက်အင်ကမတန်ဆွမ်းသူအထူးသဖြင့်စစ်တမ်းကြောက်ဒဏ်ရာရရှိခဲ့သူတွေအတွက်အလောက်ကင်ပေးနိုင်ဖို့ကြိုးပမ်းနေရလို့ New Myanmar Foundation တာဝန်ရှိသူတွေကပြောပါရယ်အင်္ဂလိပ်စာအခြေခံရှိပြီးကွန်ပျူတာအခြေခံအဆင့်ကျွမ်းကျင်သူတွေကိုအချက်လက်စရင်းသူနဲ့အလောက်ခေါ်ယူနေပြီးအလောက်အတွက်လိုအပ်တဲ့ကွန်ပျူတာကိုလည်းအကျွေးစနစ်နဲ့ဝယ်ယူပေးမယ်လို့သိရပါရယ်ရှောက်ထားသူတွေကရွေးချယ်ခံရသူတွေဟာတင်နန်းနှစ်ပတ်ကနေလေးပတ်တက်ရမှာဖြစ်ပြီး တင်နန်းကာလာနဲ့အလုပ်ဝင်ပြီးကာလာမှာအမေရိကန်ဒေါ်လာ350ဝန်းကျင်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။အလုပ်ချိန်မနက်9နာရီကနေညနေ6နာရီအထိတပတ်9ရက်လောက်ကရမှာဖြစ်ပြီး3နှစ်အတွင်းလူပေါင်း300အထိခန့်အပ်သွားမယ်လို့ဆိုပါတယ်။ဆန်ဆန်းနေလို့ကြတော့သူတို့ကဒီမှာယူမယ်လို့ပြောဝင်ပါတယ်ကိုယ်ကလို့ပြော ။ဟောအဲ့အမျိုးတွေကြတော့ကျွန်တော်ကကြည့်ရတာပေါ့နော်တန်းနိုင်သွားတော့ကျွန်တော်တို့လုပ်ပေးရဲအခုကတော့ဒီလမ်းတစ်ခုကတော့တွေ့လာပါပေါ့နော်ကျွန်တော်တို့တန်ဆွမ်းတွေကိုကုညီတဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေရှိတယ်ဒီဝိုင်းဓမ္မတွေရှိတယ်ဆိုတော့တို့နဲ့ဖြည့်ဆက်ပြီးတော့ပေါ့နော်အခုကပထမအဆုံးတရားနဲ့ရောက်ပေါ့သူများသင်ချေခံရတယ်နောက်ပြီးတော့အင်္ဂလိပ်စာရင်းနဲ့ကျွန်တော်အလုပ်ဖြစ်အောင်ပြောနိုင်လို့ဆိုတော့တို့ကိုကျွန်တော်အလုပ်ပေးတော့အဲအဲ့အားလေးကျွန်တော်စတော့လုပ်နေတယ်ညွန်မြမာဖောင်ဒေးရှင်းအနေနဲ့မတန်ဆွမ်းသူတွေအတွက်ထောက်ပံ့ကြီးပေးတာနေစရာကူညီပေးတာနဲ့ စိတ်ပိုင်းဆိုင်ရာအကူအညီပေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့လည်းအလုတ်ကိုင်ဖန်တီးပေးတာတွေအပါအဝင်တခြားအကူအညီပေးမှုတွေကိုလည်းလှုပ်ဆောင်သွားမယ်လို့သိရပါဗျ။မဲဆောင်မြို့မှာအလုတ်ကိုင်ရှာပါတဲ့အတွက်တနေ့ကိုအလုတ်ချိန်၁၀နာရီဝန်းကျင်အထိရှိကြပြီးနေစားကတနေ့ဘက်နေရာဝန်းကျင်ပဲရရှိကြတယ်လို့မဲဆောင်ရနေမာရီကပြောပါဗျ။မဲဆောင်မြို့ကိုရောက်ရှိလာတဲ့တာမန်သူတွေတောင်အလုတ်ကိုင်ရရှိဖို့အခက်အခဲတွေကြုံနေရပြီးကိုလိုက်အင်ကမတန်ဆွမ်းသူတွေအတွက် အလောက်ကန်ရရှိရေးဟာလည်းစိန်ခေါ်မှုတရက်ဖြစ်နေတယ်လို့ဆိုပါရယ်။မတန်ဆွမ်းသူတွေအတွက်ပြင်ပကအလုပ်လုပ်ကင်ဖို့ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်အခုလိုအွန်လိုင်းကအလုပ်လုပ်ရမှာဖြစ်တဲ့အတွက်နေထိုင်စားတောက်ရေးပို့ပြီးအဆင်ပြေလာမယ်လို့အလို့ရရှိသူတယောက်ကပြောပါတယ်။ AI annotation labeling တို့ပါတော့ AI နဲ့ပတ်သက်တဲ့အရာကိုပဲဒီကနေလုပ်ပေးရတာပေါ့။လက်ရှိကတော့အကြမ်းမြင့်အောင်လောက်ပဲတည်ရတည်ရပေါ့။ဒါမဲ့ဒီနေ့လာနေကြာမပဲကျွန်တော်တို့က training နှစ်ပတ်ဒါမှမဟုတ်သုံးပတ်ပေါ့နော်။အဲ့ဒါပြန်ဆောင်းမှာပဲလို့ဒီ days က ြန်သိအောင်အားရစင်ပြေးသွားမှာပေါ့နော်မဟုတ်ရင်အရင်ဒါတွေမှာဆိုရင်လောခက်ခဲရရှိတာပေါ့နော်လောနေထိုင်ရေးအဓိကဒီမှာနေထိုင်ရေးအဲပဲအကြီးဆုံးဆိုတော့လေအခုကျတော့သက်ရှိတူနာပေါ့နော်အခုကျတော့လေ income ရှိရောလေနည်းနည်းရောလေစိတ်တက်ရရပါတယ်မြန်မာနိုင်ငံကလူဦးရေ6တန်းနီးပါးဟာမတန်ဆွမ်းသူတွေဖြစ်တယ်လို့2019ခုနှစ်ဂျားပြတ်သကောင်စင်းရအတည်ရပါတယ်ကျမဒေဝီပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုရှုစားကြားမှာပါရှင်။မာရာဂက်စတာရဲ့အစ်စ်ကောင်းဆောင်တဲ့ဘုံမူကြီးမိုက်ကယ်ရန်ဒရီယာနီရီနာကမကြာခင်မှာသမရအဖြစ်ကျန်းကျိန်မယ်လို့ပြောကြားလိုက်ပါတယ်။ သူ့ရဲ့အာဏာသိမ်းမှုကိုတုံ့ပြန်တဲ့အနေနဲ့အာဖရိကသမဂ္ဂ EU ကအိန္ဒိယသမုဒ္ဒရာတဲကဒီကျွန်းနိုင်ငံကိုအဖွဲ့ဝင်အဖြစ်ကနေချက်ချင်းဆိုင်ငံ့လိုက်ပါတယ်။ဂျန်စီလူငယ်တွေရဲ့ဆန္ဒပြပွဲတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖတ်ပြောင်းလာပြီးတဲ့နောက်မှာအခုလိုအာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တာပါ။အာဏာသိမ်းခေါင်းဆောင်ကစစ်တပ်ကအာဏာလွှဲပြောင်းယူလိုက်ပြီးဖြစ်ပြီးအောင်လွှတ်တော်ကလွှဲလို့အစိုးရအဖွဲ့အစည်းအလုံးကိုဖျက်သိမ်းလိုက်တယ်လို့ကြေညာခဲ့ပါတယ်။ ဟိုက်ကုတ်တရားရုံးကသူကိုသမနာအဖြစ်တာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်ပြီးနောက်တရက်မှာပဲကျန်းကျင်ပွဲမကြာခင်ကျင်းပမယ်လို့သူကပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်တပ်ဥဆောင်တဲ့ကော်မတီနဲ့ယာယီအစိုးရကနိုင်ငံကိုနှစ်နှစ်အထိအုပ်ချုပ်တော့မှဖြစ်ပြီးအဲ့ဒီနောက်မှာရွေးကောက်ပွဲအတတဲကျင်းပတော့မယ်လို့ဆိုပါတယ်ရှင်။ ကမ္ဘာလုံးဆိုင်ရာနှင်းပညာမိတ်ဖက်တွေကဆောင်ရွက်တဲ့ပြင်ပဖောက်တင်ဝန်ဆောင်မှုပလက်ဖောင်းတစ်ခုနဲ့ပတ်သက်တဲ့ဒေတာပေါက်ကြားမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ BNN နိုင်ငံရဲ့အထင်ကရလေကြောင်းလိုင်းဖြစ်တဲ့ BNN လေကြောင်းလိုင်းကအော်တိုဘားလ14ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ ဗီယက်နမ်လေးချောင်းလိုက်အပောင်ဝင်ကုမ္ပဏီတော်တော်များများကဖောက်တဲ့ဖောက်တဲ့မက်တန်23တဲလောက်ကိုဆိုင်ဘာဖောက်ထွင်းသူဟက်ကာတွေကအင်တာနက်ပေါ်တင်ခဲ့တဲ့ဆိုတဲ့အီးမေးလ်တစ်စောင်ကိုဖောက်သွေးရေးစီပေးပို့ခဲ့ပါတယ်။အော်တိုဘာလ10ရက်နေ့မှာကျင်းပတဲ့သတင်းအချက်အလက်အကုန်သွေးရေးဖိုရမ်မှာပေါက်ကြားတော့တဲ့သတင်းအချက်အလက်တွေထဲမှာဖောက်သွေးတဲ့ရဲ့နာမည်တွေ၊အီးမေးလ်လိပ်စာတွေ၊ဖုန်းနံပါတ်တွေ၊မွေးနေ့တွေနဲ့အဖွဲ့ဝင်တွေရဲ့နာမည်တွေပါရှိနေပါတယ်။ ငွေပေးချေမှုအချက်အလက်တွေစကားဝတ်တွေခရီးသွားလမ်းကြောင်းတွေ Lotus Mile လက်ကျန်ငွေတွေနဲ့နိုင်ငံကူလက်မှတ်တွေကအချက်အလက်တွေလို့အသေးစိတ် data တွေကတော့လုံခြုံနေတယ်လို့ဆိုပါတယ်ဒါအပြင် BNN လေးချောင်းလိုက်ရဲ့အတွင်းပါ IT စနစ်တွေကိုမထိခိုက်ဘူးလို့သတင်းရထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်ဆက်လက်ပြီးအကစားသတင်းကို ရှုစားကြပါပါရှင် အင်္ဂလန်အသင်းကမ္ဘာဖလားချန်ပီယံဖြစ်ခြင်းရင်ရွေးချယ်ရမယ့်ကစားသမား၃ယောက်အမည်ကိုဂွင်းလင်လူဟောင်းပေါ့စကိုကထုတ်ဖော်ပြောဆိုတော့ပါတယ်။အင်္ဂလန်အသင်းဟာအခုတပတ်နိုင်ငံတကာရက်တတပတ်မှာဝဲလေဗီယာအသင်းတွေနဲ့ကစားခဲ့ပြီးပေးကိုမရှိပဲဂိုးပြတ်ရလဲတွေနဲ့အနာရရှိခဲ့တာပါ။အကောင်းဆုံးရလဲရရှိခဲ့တဲ့အတိုင်းအင်္ဂလန်အသင်းမှာရွေးချယ်တင်တဲ့ကစားသမား၃ယောက်ရှိပြီးသူတို့မပါဝင်တဲ့ကမ္ဘာဖလားမရရှိနိုင်ကြောင်းပေါ့စကိုကသုံးသပ်ခဲ့တာပါ။ ဲ့ဒီကစားသမား၃ယောက်ကရီယက်ကဘယ်လင်ကန်မန်စီးတီးကဖော်ဒန်နဲ့အမ်ဘာတန်မှာအငားကစားနေတဲ့ဂျက်ဂရီလစ်တို့ဖြစ်တယ်လို့ပေါ့စကိုကပြောပါတယ်။နင်ပြတူရဲ့ဟာဘယ်လင်ကန်ကိုဒရာရပြီးနောက်ပိုင်းပွဲကစားချိန်နေပါတာကြောင့်ချက်လက်ခေတာဖြစ်ပြီးဖော်ဒန်နဲ့ဂရီလစ်ကိုကိုလည်းမရွေးချယ်ခေတာဖြစ်ပါရဲ့ရှင်။ ီပူပီရုံမြင့်တန်ကြားရဲ့နေ့လယ်နေ့နာရီသတင်းတွေကိုဓာတ်ရိုက်ရှုစားခဲ့ကြရတာပါ။ညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါ။ကျွန်မကခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။